နောက်ဆုံးရ enemy comic superhero သတင်းတွေကိုမမေ့မလျော့ update ဖြစ်အောင်တင်ဆက်ပေးနေတယ် hue ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကြီးစုသူအများပြားရဲ့အားပေးမှုကိုရရှိခဲ့တဲ့ from country buffkin to master sutman ဒါမှမဟုတ်ခါတီယာနာနိုအိုဆန်ရဲ့စီစဉ်တူကို2026ခုနှစ်မှာပြသတော့မှာဖြစ်တဲ့သတင်းနဲ့အတူ Spider-Man Brand New Day တွင်ဂျွန်ပါတာရဲ့ Punisher ဝင်ရလာခြင်းက MCU အတွက်အပြောင်းအလဲတစ်ခုလားဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ် ပထမဆုံးအနေနဲ့ကြီးစုသူအများပြားရဲ့အားပေးမှုကိုရရှိခဲ့တဲ့ Flow Country Buffkin to Master Sutman ဒါမှမဟုတ် Cardiana No Ocean ရဲ့ Season 2ကို2026ခုနှစ်မှာဖျားသားတော့မှာဖြစ်တဲ့တွင်တင်ဆက်ပေးပါမယ်။ Flow Country Buffkin to Master Sutman Season 1ရဲ့ Final Episode ကိုထုတ်လွှင့်ပြီးစီးခဲ့ပြီးပြီးခဲ့တဲ့ Season 1မှာဂျေးလက်ဒေတာကဓမြအကြောင်းဆရာ Barry Gardiner ဟာသူ့ရဲ့အရေးချင်းကိုတိမ်မထားပဲ Librarian Order ရဲ့သူရဲကောင်းတွေအတွက်အထူးလေးကြည်ဆရာဖြစ်ခန့်အပ်ခံရပါတယ် သူဟာသူ့ရဲ့ရခင်တပည့်တွေဖြစ်တဲ့အထက်တန်းသားသူရဲ့ကောင်းနမေကျော်မော်တမအစင်းမြင့်စွန်သားသူတွေနဲ့ပြန်လည်ဆုံသွေးရပြီးအသက်ကြီးမှအသက်တော်ဘဝကိုစတင်ခဲ့တာကိုတွေ့မြင်ခဲ့ရပါတယ်စီစဉ်2မှာတော့ဒရိုက်တာယိုရှီအီရိုကာဆုမိကပဲဆက်လက်ကင်တွေသွားမှာဖြစ်ပြီးစာရေးသူခိုနီဟီကိုအိုကာဒါနဲ့ဇာတ်ကောင်ဒီဇိုင်နာဆာဆူကီဟာရာဆာကာတို့လည်းပါဝင်မှာဖြစ်ပါတယ်။ဂီတကိုတော့ယာဆူဟာရီတာကာနာရှိကတာဝန်ယူပေးထားပါတယ်။အဓိကအတန်တယုတ်ဆောင်းလေးအနေနဲ့ဘာရက်ဂါဒီနန်ဖြစ်ဟီရိုအကီဟီရာတာ ခရိုနီခရိုစီရာဖြစ်ယူဂီဟီရိုစဲအလူစီယာစစ်ထရက်ဖြစ်နာဝတိုရာမာတို့ကပါဝင်တယောက်ဆောင်သွားကြမှာပါဒီအနမီဟာရှီဂါရူဆကဇာကီရေးသားပြီးတက်ဆူဟီရိုနာဗာရှိမဟာပုံဖော်ထားတဲ့ life novel ကိုအခြေခံထားတာဖြစ်ပါတယ်2020ခုနှစ်မှာရှိုဆက်ဆူကာနီနာရိုမာစတင်ခဲ့ပြီး square enix ကထုတ်ဝေခဲ့တာပါ manga version ကိုလည်း yan press ကအင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေထားပါတယ် ဒါကြောင့် From Old Country Buffkin to Master Swordman Season 2မှာ Barry Gardiner ရဲ့စွန်လာကန်းတွေကဘယ်လိုဆက်ဖြစ်လာမလဲ၊သူဘယ်လိုစိန်ခေါ်မှုတွေကိုရင်ဆိုင်ရမလဲဆိုတာကို2026မှာစောင့်မျှော်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ Spider-Man Brand New Day တွင် John Bartlett ရဲ့ Punisher ဝင်ရောက်လာခြင်းက MCU အတွက်အပြောင်းအလဲတစ်ခုလားဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ဒီတဲ့င်းက Marvel Cinematic Universe MCU ရဲ့လမ်းကြောင်းကိုပြောင်းလဲဖြစ်နိုင်တဲ့အထိအရေးပါနေပါတယ် ဂျွန်ဘာဒဲဟာပုနိရှာဖြစ် MCU ရုပ်ရှင်ဇာတ်ကားတွေကိုဝင်ရောက်လာတော့မှာပါဂျွန်ဘာဒဲဟာပုနိရှာဖြစ် Netflix ရဲ့ Directive Fan နဲ့ The Punisher ဇာတ်လမ်းတွဲတွေမှာပရိသတ်တွေကိုဆွဲဆောင်နိုင်ခဲ့ပါတယ်သူရဲ့တရုပ်ဆောင်မှုဟာအသက်ဝင်နေသူရဲ့ခံစားချက်တွေဟာပြင်းထန်နေအဲဒါကြောင့်သူကို MCU ရဲ့ရုပ်ရှင်ထဲမှာမြင်တွေ့ရတော့မှာဖြစ်ပါတယ်ဒါ MCU အတွက်အလဲပြောင်းတစ်ခုဖြစ်လာနိုင်ပြီး Punisher ဟာ Spider-Man နဲ့ရင်ဆိုင်ရမလားပူးပေါင်းမလားဆိုတာကိုတော့တေချာမသိရသေးပါဘူး။ ဒါပေမဲ့တခုတည်ကြတာကတော့ဒရုန်းရဲ့အတွေ့အဆုံမှုဟာ MCU ပြိသက်တွေကိုအံအားသင့်စေမှာတည်ကြပါတယ်။နောက်တစ်ခုကတော့ Punisher ရဲ့ပါဝင်မှုဟာ MCU ရဲ့ဇာတ်လမ်းတွေကိုပိုပြီးရှုပ်ထွေးနည်းနည်းသွားစေနိုင်ပါတယ်။ World War Hulk နဲ့ Avengers: Don't Face လို့ဇာတ်လမ်းတွေတွေမှာသူဘယ်လိုပါဝင်လာမလဲဆိုတာကိုတော့ကျွန်တော်တို့စောင့်ကြည့်ရအောင်ပါ။ဒီနေ့တွင် view ကမျှဝေခဲ့တဲ့ enemy, comic, superhero နဲ့သက်ဆိုင်တဲ့သတင်းတွေဟာဒီမှာပဲအဆုံးသတ်သွားပါပြီ။မိတ်ဆွေတို့အနေနဲ့နောက်ဆုံးရ enemy, comic, စူပါဟီးရိုးအပ်ဒိတ်သတင်းတွေကို၄၀နေတိုင်းသိချင်တဲ့ဆိုတော့ channel လေးကို like and subscribe လုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။